မြမပြည်မှာဘသူမှမဝတ်ဘူးသေးတဲ့ရွှေငါးဘိတ်တာရံမင်္ဂလာဝတ်စုံနဲ့အတူခန်းနှောင်းစွာမင်္ဂလာဆောင်ခဲ့တဲ့စေရင်ကလေးတထေးမကြီးဒေါက်တာသေးစုခိုင်း မင်္ဂလာပါပရိသတ်ကြီးရှင်ဒစ္စနီကားရီတဲကတော်ဝင်မင်းသမီးလေးတွေရဲ့မင်္ဂလာပွဲလို့ခန္ဓာကြီးကျဲတဲ့မြန်သူတိုင်းပစံအဟောင်းသားနဲ့ငေးမောသွားရလောက်တဲ့မင်္ဂလာပွဲကြီးတကူကျမတို့မြန်မာနိုင်ငံမှာတကယ်ဖြစ်ပွားသွားခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါဒီဇလိုင်းရဲ့ဇလိုင်းကျော်ကတော့မြန်မာနိုင်ငံရဲ့ထိတ်တန့်စိန်တိုင်းကြီးတစ်ခုဖြစ်တဲ့စိန်ကရီရဲ့ပေကန်ချင်းတတိမကြီးဒေါက်တာသဲစုကိုင်းကိုမငယ်ပဲဖြစ်ပါတယ်။ စိန်ဣကရီဆိုတဲ့နာမည်ကတော့ရွှေစိန်ကြောင့်မြေရနာလောကမှာမတည်သူမရှိတဲ့ယုံကြည်စိတ်ထားမှုအရေးသွေးပြဝမှုနဲ့ခင်မီစမ်းသက်တဲ့ဒီဇိုင်းလေးကြောင့်နာမည်ကျော်ကြားလာတဲ့ brand ကြီးတစ်ခုပါနိုင်ငံကျော်ထိပ်တန်းနုပညာရှင်တွေမင်းသားမင်းသမီးတွေများစွာနဲ့လက်တွဲပြီးကြော်ညာရိုက်ကူးကြတာကြောင့်သူတို့ရဲ့အောင်မြင်မှုကအလုံးသိပါပဲ ဒီလိုခိုင်မာတောင်တက်ပြီးအောင်မြင်လာတဲ့စိန်တိုင်းကြီးရဲ့နောက်ွယ်ကနေဦးဆောင်နေတဲ့တိကမာစတာမိုင်းကဘယ်သူလဲဆိုတော့ဗက်ဆုံချူချွန်တဲ့မြို့သမီးတူဖြစ်သူဒေါက်တာသဲစုခိုင်ဖြစ်ပါတယ်။ဒေါက်တာသဲစုခိုင်ဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တူဖြစ်ယုံသားမှာကသူမဟာတကယ်ကိုလူနာတွေပေါ်စေတနာထားတဲ့ဆောင်ဝင်မကြီးတူလည်းဖြစ်ပါတယ်။ဒါပြင်သူမရဲ့လူတန်းရဲ့ရုံမှုနဲ့လူမှုကျိုးပြုလုပ်ငန်းတွေမှာတက်တက်ကြွကြွပါဝင်လှူဆောင်မှုတွေကလည်းလူတိုင်းလေးစားတွေ့ရတဲ့ချက်တစ်ချက်ပါပဲ။ ူမရဲ့စိတ်ထားပြုစင်မှုနဲ့အလူတာနာပြုလုပ်မှုတွေကသူမရဲ့စီးပွားရေးလုပ်ငန်းတွေကိုပုံမအောင်မြင်တိုးတက်စေတဲ့အဓိကတော့ချက်တစ်ခုလို့ဆိုရင်လည်းမှားနိုင်မယ်မထင်ပါဘူး။အခုတော့အားလုံးကအားကြွတူရတဲ့တတိမကြီးဒေါက်တာသဲစုခိုင်ဟာသူမရဲ့ဘဝလက်တွဲပေါ်နေတူရွှေလက်တွဲကမင်္ဂလာပွဲကြီးကိုကြီးကျယ်ခမ်းနားစွာကျင်းပပြုလုပ်ခဲ့ပါပြီ။ ဒီမင်္ဂလာပွဲမှာအားလုံးရဲ့အာရုံကိုဖန်ဆားခဲ့ဆုံးရာကတော့သူတို့သမီးရဲ့မင်္ဂလာဝတ်ဆုံပါပဲဒီဝတ်ဆုံဟာတာမန်ဝတ်ဆုံတစုံမဟုတ်ပေမြန်မာနိုင်ငံရဲ့တမိုင်းမှာဘသူမှမဝတ်ဆင်သေးတဲ့အမကန်ဖန်တီးမှုတစ်ခုဖြစ်ခဲ့ပါတယ် အဆိုပါမင်္ဂလာဝန်ဆောင်ကိုရွှေသား65ဘိတ်သာအုံပြုပြီးချုပ်လုပ်ထားတာဖြစ်ပြီးသူ့ရဲ့တန်မိုးကမြန်မာငွေ3000ကျော်ရှိတယ်လို့သိရပါဗျ။ရွှေသားတွေဒါမှကပဲတန်မိုးကြီးကြောက်မြေရတနာတွေဖြစ်တဲ့ကြောက်စိနီလာစားချီရဲ့ရတနာတွေများစွာကိုလည်းစိစိဆက်ဆက်ထည့်သွင်းပုံဖော်ထားတာကြောင့်ဝိဆုံတစ်ခုလုံးဟာရွှေရောင်တဝင်းဝင်းနဲ့မြင်းသူတိုင်းကိုရှင်းသက်ရှုမောစေခဲ့ပါဗျ။တကယ်ကိုတော်ဝင်မင်းသမီးတပါးရဲ့ဝတ်စုံလို့ခန်းနာထဲဝါလွန်လာပါတယ်။ ဒါနဲ့မကသေးပါဘူးဒေါက်တာတဲစုခိုင်နှုံစနီမောင်နှံဟာသူတို့ရဲ့မင်္ဂလာကျိုးပရိဝတ်တင်ဓာတ်ပုံတွေကိုလည်းတာမန်နေရာတွေမှာရှိုက်ကူးခဲ့တာမဟုတ်ပါဘူးအိမ်မဆန်ဆန်နဲ့ရိုမက်တစ်ဖြစ်လာတဲ့ရေခဲတောင်ဒိတ်တီသွားပြီးအမတ်တရပုံရိပ်တွေကိုဖန်တီးခဲ့ကြပါသေးတယ် ဒီချက်ကလည်းသူတို့ရဲ့မင်္ဂလာပွဲကို ပုံမပြီးပြည့်စုံစေခဲ့ပါတယ်။နောက်ဆုံးမှတော့ဒေါက်တာတဲစုခိုင်ရဲ့မင်္ဂလာပွဲကြီးဟာသူမရဲ့ချမ်းသာကြွားမှမှုကိုပြသယုံတတ်တယ်မဟုတ်ဘဲကြိုးစားအားထုတ်မှုစိတ်ကောင်းစေတနာထားမှုတွေရဲ့ရှားလည်းဖြစ်ပေါ်ထွက်လာတဲ့အောင်မြင်မှုတစ်ခုကိုဂုဏ်ပြုတဲ့ပွဲတစ်ခုအဖြစ်မြင်တွေ့ရမှာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ကစေကရီတတိမချင်းဒေါက်တာသဲစုကရဲ့ဗတ်ဆောင်ထူးချွန်မှုနဲ့သူမရဲ့အိမ်မက်ဆန်တဲ့မင်္ဂလာပွဲကြီးပေါ်ဘယ်လိုမြင်ကြပါသလဲ အားကျနေကြပြီလားဆိုတော့ comment မှာပြောသွားကြပါအောင်ရှင်။